မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတီတူစိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြမယ်လေဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအဲ့ဒါကတော့တမန်တော်ဝတ္ထုအခန်းကြီး1ပဲဖြစ်ပါတယ်ဒီနေ့ဆွေးနွေးမယ့်အချက်လက်တွေကတော့ The wise believers ကပြုစုထားတဲ့အချက်လက်များကို အခြေခံထားပါတယ်ရှင် um ဒီအခန်းကလည်းခရစ်ယာန်သမိုင်းမှာတကယ့်ကိုအရေးပါတဲ့အခန်းတစ်ခုပါသခင်ယေရှုရဲ့မြေကြီးပေါ်ကအမှုတော်အဆုံးသတ်ခြင်းနဲ့အသွင်းတော်ရဲ့အစပြုခြင်းအဲ့ဒီကြားကအခုအပြောင်းကာလကိုဖော်ပြထားတာပေါ့ကိုရောကောင်းကင်ဘုံကိုကြွမြင်သွားတာပြီးတော့တမန်တော်တွေကိုသူတို့ရဲ့ကဘာလုံးဆိုင်ရာတာဝန်အတွက်ပြင်ဆင်ပေးတာဒီပါဝင်ပါတယ်ဒီနေ့ကျမတို့ရဲ့ကြီးရွယ်ချက်ကတော့ဒီအခန်းထဲကအဓိကအဖြစ်ပြည့်တွေရဲ့နောက်ွယ်ကအနစ်တာရနဲ့သင်္ကန်းစာတွေကိုနက်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 နားလည်ဖို့ပါပဲ တကယ်စိတ်ဝင်စားစရာကောင်းတာကသခင်ယေရှုရဲ့မြေကြီးပေါ်ကအမှုတော်ကနေတမန်တော်တွေဥဆောင်မဲ့အမှုတော်စီကိုတာဝန်ဘလို့လွှဲပြောင်းသွားသလဲဆိုတာကိုတွေ့မိရမှာပါ။ဟုတ်ကဲ့။တမန်တော်ဝတ်ထုအခန်းကြီး7နဲ့ဟာလေခရစ်ဝင်ကျမ်းဒီမှာ မတန်တင်ထားတဲ့သခင်ယေရှုရဲ့အသက်တာ အမှုတော်တွေအရာတွေနဲ့တမန်တော်ဝတ်ထုရဲ့ဂျန်တဲ့အပိုင်းတွေမှာဖော်ပြမယ်။အစောပိုင်းအသင်းတော်ရဲ့တမိုင်းကြောင်းကိုခြေဆက်ပေးတဲ့ အဓိကကျတဲ့တရားတစ်ခုလို့ဖြစ်နေတာပါ။ကျမ်းရေးသူလူကကလည်းထော်ဖီလို့ဆိုတဲ့ပုဂ္ဂိုလ်ကိုယဉ်ညွန်ဒီဒီကျမ်းကိုရေးခဲ့တာ။ဒါကသူ့ယဉ်ရေးခဲ့တဲ့လူကခရစ်ဝင်ကျမ်းရဲ့အဆက်လို့ဆိုနိုင်တာပေါ့။သခင်ယေရှုစတင်ခဲ့တဲ့အမှုတော်ဟာအသင်းတော်အသင်းဘလို့ဆက်လက်ရှင်သန်းမယ်ဆိုတာကိုပြဖို့ရည်ရွယ်ပွန်ရပါတယ်။ပြင်ပုံကိုတက်ကြွသွားတဲ့အကြောင်းဖော်ပြထားတယ်နော်။ရှင်ပြန်ထမြောက်ပြီးနောက်ရက်ပေါင်း၄၀ကျောင်းတပည့်တော်တွေစီကိုထင်ရှားပြခဲ့တယ်နော်။အင်းတော်တော်လေးထူးခြားပါတယ်။ ဒီရက်တွေအတွင်းမှာဖိရတ်ကီရဲ့နိုင်ငံတော်ကြောင်းတွင်တင်ခဲ့တယ်။ပြီးတော့အရေးကြီးဆုံးမှာကြားချက်တစ်ခုကယေရုရှလင်မြို့မှာစောင့်နေဖို့ပဲ။ဟုတ်တယ်။ဘာကစားဟောင်းအောင်မလဲဆိုတော့ခမေးတော်ကတိထားတဲ့တန်ရှင်းသောဝိညာဉ်တော်လည်းဗတ္တဇံကိုခံယူဖို့လေ။သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့ရှေ့ဆက်မဲ့အစားဖိရတ်ကီရဲ့အချိန်နဲ့တံပိုးကိုစောင့်ဖို့ညွှန်ကြားခဲ့တာပေါ့နော်။အဲ့ဒီနောက်မှာတော့တပည့်တော်တွေအားလုံးကြည်နေကြတော့မှာပဲ။ကိုယ်တော်ဟာမိုးတိမ်တဲ့ကိုဆောင်းယူချင်းခံရပြီးကောင်းကင်ဘုံကိုကြွမြန်ထွက်ခဲ့တယ်။ ဒါကတကယ်ကိုထူးခြားတဲ့မြင်ကွင်ဖြစ်မှာပဲနော်အဲ့ဒီနောက်မှအဖြူရောင်ဥဆောင်တဲ့ကောင်းကင်တမန်တော်ပါပေါ်လာပြီးတော့ဂါလိလေးလူတော့အပေချာမိုးကောင်းကင်ကိုကြည်မျောလည်းရနေကြသနီးဆိုပြီးမေးတယ်ပြီးတော့တင်တို့မြင်သည့်အတိုင်းတင်တို့အထဲမှအကောင်းကင်သို့အဆောင်ယူခြင်းခံတော်မူသောထိုယေရှုသည်တင်တို့မြင်သည့်ဤသူကြွလာတော်မူလက်တံလို့ပြောခဲ့တယ်ဒီကတိတော်ကသူတို့အတွက်တကယ်အားထစ်စေခဲ့မှာသိကြပါတယ်ဟုတ်ကဲ့ ဒီနေရာမှာအဲ့ဒီရပ်ပေါင်း40ကတကယ်ကိုအရေးပါပါတယ်။ဒါဟာအချိန်ကာလသက်သက်မဟုတ်ဘူး။အသွင်ကူးပြောင်းရေးကာလတစ်ခုလိုပဲ။သခင်ယေရှုကတပည့်တော်တွေကိုနောက်ဆုံးအချိန်အနီးကတွန်းတက်မှုတွေပေးတယ်။သူတို့ရဲ့အလွန်ကြီးမားတဲ့အနာဂတ်တောင်းဝန်အသံစိတ်ပိုင်းဆိုင်ရာရောဝိညာဉ်ရေးအရာပါဖြစ်စဉ်ပေးတဲ့ကာလဖြစ်ခဲ့တာပေါ့။ပိုရေးကြီးတာကလေဒါဟာတပည့်တော်တွေရဲ့မိခို အားထားမှုကိုပြောင်းလဲစေတဲ့အချိန်ပဲ။ ူတို့ကသခင်ယေရှုရဲ့မြင်နိုင်ချိန်တွေ့နိုင်တဲ့ကိုခန္ဓာနဲ့အတူရှိနေခြင်းကိုအားကိုးခဲ့တာကနဲ့အခုမမြင်နိုင်ပဲမဲ့သူတို့ထဲမှာကိန်းဝတ်မဲ့ကတိထားရတန်ရှင်တော်ဝိညာဉ်တော်ရဲ့တန်ပေါ်နဲ့လမ်းညွှန်မှုကိုအားကိုးဖို့သင်ယူရတော်မှာဖြစ်ပါတယ်ဆိုတော့ ဒီကောင်းကင်တက်ကြခြင်းဟာအဆုံးသတ်မဟုတ်ဘဲဝိညာဉ်တော်အားဖြင့်အမှုတော်ဆောင်မဲ့ခရစ်သည်ရဲ့အစဖြစ်တယ်ဆိုတာကိုပြနေတာပါ။ဟုတ်ကဲ့အဲ့ဒီလိုကိုတိလက်ရောက်အားကိုးရတဲ့အခေါင်းဆောင်နဲ့မမြင်ရတဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုကိုအားကိုးရမှုဆိုတဲ့အပြောင်းလဲကတပည့်တော်တွေအတွက် တကယ့်ကိုစိန်ခေါ်မှုကြီးခက်ခဲမှာပဲနော်။သူတို့ရဲ့ယုံကြည်ခြင်းကိုနောက်တစ်ဆင့်တက်လမ်းဖို့လိုအပ်ခဲ့တာကိုအတိအကျပါပဲ။ကောင်းကင်တက်ကြွသွားလာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းနဲ့ပြန်ကြွလာမယ်ဆိုတဲ့ဂတိတော်။အဲ့ဒါက သူတို့ရဲ့တက်သေးခံခြင်းအတွက်အထူးကတွန်းအားဖြစ်စေခဲ့တယ်။သူတို့ဟာကိုရောရဲ့ထွက်ခွာသွားခြင်းကိုဝါနဲ့ပူဆွေးနေမယ့်အစားကိုရောပြန်လာမယ့်မျော်လင့်ချက်နဲ့ကတိထားတဲ့တန်ဖိုးကိုစောင့်မျှော်ရင်းရှေ့ဆက်ဖို့လှုံ့ဆော်ခံခဲ့ရတာပေါ့။ကဲဒါကတကယ်ပဲစိတ်ဝင်စားစရာအပိုင်းကိုရောက်လာပါပြီ။အခန်းငယ်6ကနေ7မှာတမန်တော်ရဲ့တာဝန်ကိုအတိအလင်းဖော်ပြထားတယ် တပည့်တော်တွေကသခင်ယခုအခါကိုတော်ဒီအီတရီလနိုင်ငံကို ပြန်လည်တီထောင်တော်မူမီလောလို့မေးကြတယ်။သူတို့ရဲ့စိတ်ခဲမှာအဲယုံမအောက်ကလွတ်မြောက်ပြီးနိုင်ငံရေးရောက်ပြန်လည်ထူထောင်မဲ့မျော်လင့်ချက်ကဆွဲမဲနေတော့မယ်နော်။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီ chain ထီတော့အဲ့ဒီအတွေ့ကရှိနေတော့မယ်။ဒါပေမဲ့သခင်ယေရှုရဲ့အဖေကသူတို့ရဲ့မျော်လင့်ချက်ကိုလုံးဝလမ်းကြောင်းပြောင်းပစ်လိုက်တယ်။ ခမီးတော်သည်မိမိခွင့်အာဏာ၌တည်သွင်းထားတော်မူသော အချိန်ကာလကိုတည်သောအခွင့်သည်တင်းတို့၌မရှိလို့ပြက်ပြက်သားသားဖြေခင်းနေအချိန်စရားကိုစိတ်ပူမဲ့အစာသူတို့ကိုလာမဲ့တခိုးကိုအာယုံဆိုင်စေခဲ့တယ်တိုတိုမရှိတိုတိုတင်းတို့အကောတို့တန်ရှင်းသောဝိညာဉ်တော်စင်သက်တော်မူသောအခါတင်းတို့သည်တခိုးကိုခံရ၍ယေရှုလည်းမြို့မှစသောယူဒပီရှမာရိကီမြေကြီးစွန့်တိုင်အောင်မာတတ်သည်ဖြစ်ကြလဲမီးလို့မှာကြခဲ့ပါတယ်မှန်တယ် ဒီတောင်ဝင်ရဲ့အတိုင်းဒါကတော်တော်လေးကျေပြန့်နေနော်ကိုအိမ်ယေရုရှလင်ကိုရက်ကွတ်ယူရာပီအိမ်ကြီးချင်းရှမာရိနောက်ဆုံးကဘာကြီးတခုလုံးမြေကြီးစုံအထိတွားရမယ်ဆိုတဲ့အစီအစဉ်တခုလိုပဲအစင်းစင်ကျေပြန့်ထားတဲ့ပုံစံမျိုးဟုတ်ပါပြီဒီချက်ကအမနာအယေကြီးကအလက်အပြောင်းတခုပါတခင်ယေရှုကတပည့်တော်တွေရဲ့နိုင်ငံရေးဆိုင်ရာမေရှိယမျောလွင့်ချက်ကိုကဘာလုံးဆိုင်ရာဝိညာဉ်ရေးတာဝန်အဖြစ်အခြေခံကြကြပြန်လဲပုံသွင်းပေးလိုက်တာ။ သူတို့ရဲ့အဓိကတာဝန်ဟာဘယင်နိုင်ငံတော်ဘရော့လာမလဲဆိုတာကိုကြိုးတင်ခံမှန်းဖို့မဟုတ်ပဲလာမယ့်နိုင်ငံတော်အတွက်တပ်တွေတွေဖြစ်ကြဖို့ဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တာပါ နောက်ထပ်အဓိကချက်ကဒီကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ဖို့လေလူစွမ်းအားတက်တက်နဲ့မဖြစ်နိုင်ဘူးဆိုတာပါပဲတန်ခိုးကိုခံရရဆိုတဲ့စကားကသူတို့ရဲ့ကိုယ်ပိုင်အရေးချင်းစူးစမ်းမှုအစီအစဉ်တွေထက် တန်ရှင်းသောဝိညာဉ်တော်ရဲ့တန်ကိုးနဲ့လှုပ်ဆောင်ရမယ်ဆိုတာကိုအလေးပေးနေတာဒါဟာသူတို့ရဲ့အမှုတော်ရဲ့အရင်အမြင့်ဟာဖျားသခင်စီကလာရမယ်ဆိုတာကိုပြနေတာပေါ့ဟုတ်ကဲ့ယေရှုကသူတို့ရဲ့ဝိုင်းဆိုရဲမိဟုံအဲနိုင်ငံတော်တည်ထောင်ခြင်းလေအဲ့တော့ဘလို့လှုပ်ဆောင်ရမလဲဝိညာဉ်တော်တန်ခိုးနဲ့တတ်သိခံခြင်းနဲ့ဘေးနီးယားမှာလှုပ်ဆောင်ရမလဲကဘာအနတ်ဆိုတာတွေနဲ့အစာထိုးပြန်ဖြေလိုက်တယ်လို့ပါပဲနော်တင်မှန်ပါတယ် ဒါကိုပိုးချေပြန့်တဲ့ရှုထောင်နဲ့ကြည့်ရင်လေဒီခန့်ငယ်ရှစ်ဟာတမန်တော်ဝတ္ထုတချမ်းလုံးအတွက်အကျန်းဖြင့်လမ်းဖြာမြေပုံတစ်ခုလိုဖြစ်နေတာဧဝံဂေလိတရားဟာယေရုရှလင်နေရှာတည်မယ်ပြီးရင်ယူဒပြည်ရှာမာရီပြည်ကိုဖြတ်ကျော်မယ်နောက်ဆုံးယောမအင်ပါယာအပါဝင်လူမျိုးသားတွေနေထိုင်တဲ့မြေကြီးဇွန်းတိုင်အောင်ဘလို့ပြန့်နှံ့သွားမလဲဆိုတဲ့ဇက်လန်းရဲ့အဓိကအဆင့်ဆင့်ကိုဒီနေရာမှာချူးတင်ချမှတ်ပေးလိုက်တာပဲကဲ အခုအခန်းငယ်စနစ်ကနေ26ကိုကြည့်အောင်ဒီအပိုင်းကယူဒာရှိခါရောတစ္ဆာဖောက်ပြီးတေဆုံးသွားတဲ့အတွက်လစ်လပ်သွားတဲ့တမန်တော်နေရာကိုအစားထိုးတဲ့ကြောင်းတော့တမန်တော်17ပါးနဲ့တခြားယုံကြည်သူ120လောက်ဟာယေရုရှလင်မြို့ကအိမ်ပေါ်ထပ်အခန်းမှာစုဝေးပြီးတော့တညီတညွတ်တီးဆူတောင်းကြီးနဲ့အချင်းကိုဂုံလွန်စေခဲ့ကြတယ်။ဟုတ်ကဲ့။စုတူစီစီရှိနေကြတဲ့အချင်းပေါ့။အဲ့ဒီချိန်မှာပေတရုကလူအစုဝေးရဲ့ရှေ့မှာမတ်တက်ရက်ပြီး အခြေအနေကိုရှင်းပြတယ်ယူဒရှေကံကြမဟာစံစာမှာချိုးတင်ဟောထားတဲ့အတိုင်းပြည်စုံချင်းဖြစ်ကြောင်းပြောတယ်။ဒါပေမဲ့တမန်တော်၁၂ပါးဆိုတဲ့အဖွဲ့ဟာပြင်လဲပြည်စုံမှုလိုအပ်ကြောင်းအဆိုပြုခဲ့တယ်။ အစားထိုးမဲ့တူအတွက်စံတက်မှတ်ချက်ကိုလည်းတိတိကျကျပြောခဲ့ပါရတယ်။အဲဒါကတော့ယောဟန်ရဲ့နှစ်ချင်းမင်္ဂလာအချိန်ခနဲ့တခင်ယေရှုကောင်းကင်ဘုံကိုတက်ကြွထားတဲ့အချိန်အထိမှုကိုတယောက်လုံးသူတို့နဲ့အတူအမြဲရှိခဲ့ရမယ်။အထူးသဖြင့်ရှင်ပြန်ထမြောက်ခြင်းကိုကိုယ်လိုက်မျက်မြင်တွေ့ခဲ့တဲ့တက်တဲ့တယောက်ဖြစ်ရမယ်ဆိုတာပါပဲ။တော်တော်တိကျတဲ့စံနှုန်းနော်။ဟုတ်ပါတယ်။ အဲ့ဆန်လုံးကအရေးကြီးတယ်ဒီဆန်လုံးနဲ့ကိတ်ညီတဲ့လူနှစ်ယောက်ကိုသူတို့ရှာတွေ့ခဲ့တယ်တယောက်ကဘာရှဘတ်လို့ပြောတဲ့ယောသတ်ယွတုလိုလဲနာမည်ပြောင်းရှိတယ်နဲ့တော့တယောက်ကမသိပါလူထမ်းရွေးချယ်မှုတတ်တတ်မဟုတ်ပဲဖျားတခင်ရဲ့အလိုတော်ကိုတိဖို့အတွက်သူတို့ဆူတောင်းနေပြီးတော့မဲချယ်ခဲ့ကြတယ်အင်းအဲ့ဒီခေတ်ကလုတ်လေးရှိတဲ့နီလန်းပေါ့ဟုတ်တယ် မဲကမတိအပေါ်မှာကြာရောက်ခဲ့ပြီးသူဟာမူလတကြိတ်တပါတော်တမန်တော်တွေနဲ့အတူတကြိတ်နှစ်ပါမြောက်တမန်တော်အဖြစ်တရားဝင်အတိအမှတ်ဖြူချင်းခံခဲ့ရပါတယ်။ဒါဟာပင်တေကွတ်တေပွဲနီမတိုင်ခင်မှာတမန်တော်အဖွဲ့ပြန်လဲပြည့်စုံသွားတာကိုပြပါတယ်။တကြိတ်နှစ်ပါဆိုတဲ့ရေအကွက်ကိုပြန်လဲဖြည့်ဆွတ်ဖို့စ조사ခဲ့လာကအင်မတန်အရေးပါတဲ့သင်္ကေတအတိပဲရှိပါရဲ့။ဒါဟာအထရီယာလူမျိုးနွယ်စုဆန်းစုကိုတိုက်လိုက်ညှို့နေပြီးတော့အခု ဖွဲ့စည်းတည်ထောင်နေတဲ့အသင်းတော်ဟာဖျားသခင်ရဲ့လူမျိုးတော်တစ်ဝိညာဉ်ရေးရာအထရိယာဖြစ်တယ်ဆိုတာကိုပြသနေတာပေါ့အသင်းတော်ရဲ့အခြေခံအုတ်မြစ်ကိုခိုင်မာအောင်လောက်ဆောင်လိုက်တာပါမှန်ပါတယ်နောက်ပြီးပေတရုသမတ်လိုက်တဲ့စာနှုန်းရှင်ပြန်ထမြောက်အချင်းရဲ့ကိုရိုင်းမင်းမြင့်တက်တဲ့ထဲရမယ်ဆိုတာလားလေအလွန်အရေးကြီးတယ်ဒါကတမန်တော်ဆိုရင်ယာဒူးရဲ့တိကျခန်းခနာနဲ့တောဆာအာနာကိုညွန့်ပြနေတယ် ူတို့ရဲ့တက်တဲ့ခမ်းချဟာကြောက်ဖူးနောက်ဝမဟုတ်ဘူးကိုရိုင်းတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံပေါ်မှာအခြေခံထားတဲ့အတွေ့အစိုးပိုင်းအသင်းတော်ရဲ့တုန်တင်ချင်းအတွေ့အခိုင်မာဆုံးအခြေခံအုတ်မစ်ဖြစ်ခဲ့တာပေါ့ဒါဆိုတမန်တော်ဒီရဲ့အဓိကလုံငန်းဟာရှင်ပြန်ထမ်းမြောက်တဲ့သခင်ယေရှုကြောင့်ကို ကိုရိုင်းမြင်တွေ့ခဲ့တဲ့တက်တဲ့တွေအဖြစ်တက်တဲ့ခံဖို့ဖြစ်တယ်လို့ဆိုလိုတာပေါ့နော်သူတို့ရဲ့အတွေ့အကြုံကသူတို့ရဲ့တည်င်းစကားကိုအလေးချိန်တိုးစီပြီးယုံကြည်ကိုးစားစေခဲ့တယ်ဟုတ်ကဲ့ နောက်ဆုံးမဲချတဲ့လုပ်ရက်ကိုကြည့်ရင်လေအဲ့ဒီခေတ်ယဉ်ကျေးမှုကအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမှာအထူးသဖြင့်ဘာသာရေးဆိုင်ရာခေါ်ဆောင်မှုရွေးချယ်ရမှာဖျားသခင်ရဲ့လမ်းညွှန်မှုနဲ့အလိုလိုကိုသိရှိနိုင်ဖို့မဲချင်း casting lots ကိုအသုံးပြုလေးရှိခဲ့တယ်။ဒါဟာသူတို့ရဲ့လူအမြင် လူဆုံးဖြတ်ချက်တဲ့ဘုရားသခင်ရဲ့ရွေးချယ်မှုကိုဦးစားပေးတဲ့ဆိုတာကို ပြတဲ့လောက်ရတစ်ခုပါ။စိတ်ဝင်စားစရာကတော့လေ ဒါဟာတမာကျန်းစာထဲမှာမဲချပြီးဆုံးဖြတ်ချက်ချတဲ့နောက်ဆုံးမှတ်တမ်းတင်ထားတဲ့အဖြစ်ပြဖြစ်နေတယ်။ပင်နကုတဲ့ဖွင့်နေမှာတန်ရှင်းသောဝိညာဉ်တော်ကြွလာပြီးနောက်ပိုင်းမှာတော့အသင်းတော်ဟာဝိညာဉ်တော်ရဲ့တိုက်ရဲ့လမ်းပြမှုကိုပုံမအကူလာခဲ့ကြပုံရတယ်။ ဟုတ်ကဲ့ခေါင်းပါပြီဒီအခန်းကြီးတစ်ခုလုံးကိုခြုံလုံကြည့်ရင် ကျမတို့တော့လက်တွေ့ကြတဲ့သင်ခန်းစာတွေစဉ်းကျင်စရာတွေအများကြီးရလာပါတယ်ပထမဆုံးတတိပြုမိတာကဖျားတခင်ရဲ့အချင်းကိုစုံဆိုင်ခြင်းရဲ့အရေးကြီးမှုပါတပီတော်တွေကနိုင်ငံတော်ဘရော့ပြန်တီထောင်မလဲဆိုပြီးစိတ်ဆောခဲ့ကြပေမဲ့ဟုတ်တယ်သူတို့မြေခွန်ထုတ်ခဲ့တယ်လေဟုတ်ယေရှုကအချင်းကိုစောင့်ဖို့နဲ့ကတိထားရကိုစောင့်မျှော်ဖို့တင်ပေးခဲ့တယ် ဒါကကျမတို့ရဲ့အသက်တာမှာလည်းအစီအစဉ်နေအဖြစ်တွေကိုချက်ချင်းမမြင်ရတဲ့အခါနားမလည်နိုင်တဲ့အခါမှာဖျားတခင်ရဲ့အချိန်စရားနေဉာဏ်ပညာကိုစိတ်ရှည်ရှည်နဲ့ယုံကြည်ကိုးစားဖို့လိုအပ်ကြောင်းသတိပေးနေပါတယ်။ဟုတ်ပါတယ်။ဖျားတခင်ရဲ့အချိန်ကိုယုံကြည်ကိုးစားတယ်ဆိုတာကကိုယ့်ရဲ့နားလည်နိုင်စွမ်းအကန့်အသတ်နဲ့ကိုယ့်ရဲ့စိတ်မရှည်မှုတွေကိုကျော်လွန်ပြီးတော့အမ်ဖျားတခင်ရဲ့အကျွမ်းမဲ့အချုပ်ချာအာနာတဲ့ကောင်းမြတ်ခြင်းကိုအတိမတ်ပြုလက်ခံခြင်းပါပဲ။ ရာလုံးဟာကိုရော်ရဲ့လက်ထက်မှာရှိနေတယ်ကိုရော်ရဲ့အချင်းဟာအကောင်းဆုံးဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ညင်သက်စွာစောင့်ဆိုင်ကဖို့တင်ယူရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုစောင့်ဆိုင်ခြင်းဟာလက်ပိုက်ကြည့်နေတာမျိုးမဟုတ်ပဲစူတောင်းခြင်းပြင်ဆင်ခြင်းနဲ့အတူတတ်ကြစွာစောင့်ဆိုင်ခြင်းမျိုးဖြစ်တင်တာပေါ့ဟုတ်ကဲ့ဒုတိယအရေးကြီးတဲ့သင်ခန်းစာကတော့တန်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးကိုအားကိုးဖို့လိုအပ်ခြင်းမှာသခင်ယေရှုကတပည့်တော်တွေကိုသူတို့ရဲ့အကိုပိုင်ကြိုးစားမှုအရေးအချင်းခွန်အားတွေနဲ့ ကမာကိုပြောင်းလဲဖို့မစိလွတ်ခဲ့ဘူး။ယေရုရှလင်မှာစောင့်နေပြီးတန်ကိုးကိုခံရပြီးမှသက်တေခါမှမာကြခဲ့တဲ့။ဒါကကျမတို့လည်းဖိလားသခင်ပေးအပ်တဲ့တောင်းဝန်တွေကိုထမ်းဆောင်တဲ့အခါကိုယ့်ရဲ့အစွမ်းအစားကိုအဓိကအားမကိုးဘဲဝိညာဉ်တော်ရဲ့လမ်းပြမှုညံပြမှုပေးမှုခွန်အားပေးမှုတန်ကိုးကိုအစင်မိခေါအားထားဖို့မရှိမထစ်လိုအပ်တယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပါပဲ။ဒီအချက်ရဲ့လက်တွေ့ကြတဲ့တည်ယောင်မှုကအလွန်နှက်ဆိုင်ပါတယ်။ တန်ရှင်သောဝိညာဉ်တော်ရဲ့တန်ကိုကိုအာကိုခြင်းကယုံကြည်သူတွေကိုသူတို့ရဲ့တဘာဝစွမ်းဆောင်ရေးအတိပညာခွန်အားတွေတဲ့ကြော်လွန်းနေတဲ့စိန်ခေါ်မှုတွေတောင်းဝန်တွေကိုရင်ဆိုင်ပြီးအောင်မြင်စွာလှုပ်ဆောင်နိုင်စေဖို့ခွန်အားပေးပါတယ်ဆိုလိုတာကဖျားတခင်ကတောင်းဝန်တစ်ခုဝတ်ကိုပေးရတဲ့အခါ အဲ့ဒီတာဝန်ကိုပြီးမြောက်အောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့နီးလန်းတဲ့တန်ကိုဟောင်းကိုလည်းတပါတယ်ပြည့်ရဖို့အသိရှိနေတယ်ဆိုတဲ့သဘောပါပဲကျွန်တော်ရဲ့အပိုင်းကယုံကြည်ခြင်းနဲ့မိခိုအားထားဖို့ဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုနားခံဖို့ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီအခန်းကယုံကြည်သူတိုင်းရဲ့တာဝန်ကိုအလေးနဲ့ထားဖော်ပြနေပါတယ်ထခင်ယေရှုရဲ့နောက်ဆုံးမာကျချက်ဟာတမန်တော်၁၂ပါးကတည်တံမဟုတ်ပါဘူး မြေကြီးစွန့်တိုင်ရောင်ငတ်တက်တဲ့ထိကြလိမ့်မည်ဆိုတဲ့ခေါ်တော်မူခြင်းဟာခေဆက်ဆက်ယုံကြည်သူအားလုံးနဲ့သက်ဆိုင်နေတော့မှာပဲကျမတို့ရဲ့မိသားစုအလုခွင်ပုံဝင်းကျင်အတိုင်းဝိုင်းလိုက်ရင်စပြီးအခွင့်ရရရင်ရသလောက်ကဘာရရက်မှရှိတဲ့လူတွေစီအထိသခင်ယေရှုခရစ်တော်အကြောင်းသူပေးတဲ့ကယ်တင်ခြင်းတရင်ကောင်းကိုကိုယ်တိုင်ရဲ့အသက်တာနဲ့ရောနှုတ်ကပါမျက်ဝဲဖို့တသက်ခံမှုကျမတို့အားလုံးမှာတာဝန်ရှိနေတယ်ဆိုတာကိုဒီကြံပုတ်ကအမှန်ညာစီပါတယ်ဟုတ်ကဲ့ ။အိုချေတန်းရဲ့အမြင်နဲ့တုံ့တရရင်လီတမန်တော်ဝတ္ထုအခန်းကြီး1ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဖြစ်ပျက်ခဲ့တဲ့သမိုင်းမတ်တန်တစ်ခုတတ်တဲ့မဟုတ်ပါဘူး။ဒါခရစ်တော်ကိုယုံကြည်ပြီးနောက်တော်လိုက်လျှောက်တူတိုင်းရအတွက်အခြေခံကြတဲ့လုပ်ငန်းလမ်းညွန် mission statement ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတာပါ။ကျွန်တော်တို့သိရှိထားတဲ့ယုံကြည်ခြင်း၊ရရှိထားတဲ့သတင်းကောင်းကိုတခြားသူတွေစီကိုတက်တက်ကြွကြွရဲရဲဝံ့ဝံ့မျှဝေဖို့ ကိုယ့်ရဲ့အတ္တတာကနေခရစ်တော်ရဲ့မေတ္တာနဲ့တစ္ဆာတရားကိုထင်ဟပြတာဖို့အရေးကြီးကြောင်းကိုအစဉ်မြဲတည်ပြီးနေတာပေါ့ဒါ passive ဖြစ်နေလို့မရတယ် active ဖြစ်ရမယ့်တာဝန်တစ်ခုပါဒီနေ့ကျမတို့ဆွေးနွေးခဲ့ကြတာတွေကိုအချင်းချို့ရရင်တော့တမန်တော်ဝတ္ထုအခန်းကြီးမှာသခင်ယေရှုရဲ့ဂုဏ်ကျက်သီးတွေနဲ့ပြီးဆုံးတဲ့ကောင်းကင်ဘုံကြွမြင်ခြင်းတပည့်တော်တွေကိုကဘာလုံးဆိုင်ရာတည်တည်ခံခြင်းတာဝန်အတွက်တန်ရှင်သောဝိညာဉ်တော်ရဲ့တန်ကိုးနဲ့ပြင်ဆင်ပေးမဲ့ကတိတော် ပြီးတော့အစောပိုင်းတမန်တော်ဖွဲ့ရဲ့ခေါင်းဆောင်မှုကိုမတိယာရွေးချယ်ခြင်းအပြင်ပြန်လည်ပြည့်စုံစေခဲ့ပုံစာရာတွေကိုအသေးစိတ်လေ့လာခဲ့ကြပါတယ်။ဒါပြင်ဖျားသခင်ရဲ့အချင်းကိုယုံကြည်စိတ်ချစွာဆောင်ဆိုင်ခြင်းမိမိကိုယ်ကိုအာမခိုးပဲတန်ရှင်းသောဝိညာဉ်တော်ရဲ့တန်ကိုးကိုအားကိုးခြင်းနဲ့ယုံကြည်သူတိုင်းပိုင်ဆိုင်ထားတဲ့တသက်ခမ်းခြင်းတာဝန်ဆိုတဲ့အဓိကသင်ခန်းစာတွေကိုလည်းစင်ကျင်းသုံးသပ်ခဲ့ကြပါတယ်ရှင်။ဟုတ်ကဲ့ဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာ နောက်ဆုံးအတွေးပွားစရာအချက်လေးတစ်ခုတင်ပြခွင့်ပြုပါပေတရုကယူဒာရှိရဲ့နေရာမှာ အစားထိုးဖို့တမန်တော်တစ်ပါးအတွက်သတ်မှတ်ခဲ့တဲ့အဓိကစံနှုန်းကသခင်ယေရှုရဲ့အမှုတော်အစားကနေရှင်ပြန်ထမြောက်ခြင်း အထိကိုယ်တိုင်မျက်မြင်တည်တည်ဖျက်ရမယ်ဆိုတာပါဒီအချက်ကိုစဉ်းစားကြည့်ရင် တမန်တော်ဆိုတဲ့အခန်းကဏ္ဍဟာအလွန်တိကျပြီးအစားထိုးလို့မရတဲ့သဘောသဘာဝရှိနေတယ် ဒါဆိုရင်အဲ့ဒီပထမမျိုးဆက်မြင့်မြင့်တည်တည်တည်မရှိတော့တဲ့နောက်ပိုင်းမှာအတင်းတော်ရဲ့ခေါင်းဆောင်မှုဩဇာအာဏာနဲ့တတ်တည်ခံခြင်းဆိုတာဘယ်လိုပုံစံမျိုးနဲ့ဆက်လက်တည်ရှိပြီးလက်ဆင့်ကမ်းသွားတင်တယ်လေဒီမေခွန်းကဒီနေ့ခေတ်အတင်းတော်ရဲ့ခေါင်းဆောင်မှုပုံစံတွင်တင်ခြင်းရဲ့အခြေခံနဲ့တတ်တည်ခံခြင်းရဲ့သဘောတဘာဝတွေကိုပိုပြီးနက်နက်နဲနဲကန့်လေဆန်းစစ်ဖို့လမ်းဖွင့်ပေးနိုင်ပါတယ်တကယ်ကိုစဉ်းစားဆရာကောင်းတဲ့မေခွန်းမှာပဲ ဒီနေ့သမေဘောဝတ္ထုအခန်းကြီး၁ကိုအတူတကွလေ့လာသုံးသပ်ခဲ့ကြတဲ့အတွက်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမ်းစာရဲ့လေးနဲ့တဲ့တွင်တွင်မှုတွေကကျမတို့ရဲ့နေ့စဉ်အသက်တာအတွက်အလင်းနဲ့လမ်းပြမှုဖြစ်စေပါစေလို့ဆန္ဒပြုရင်းဒီဆွေးနွေးမှုကိုဒီမှာပဲရည်နှံလိုက်ပါတယ်ရှင်။